ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ညီကိုရောင်းရင်းနေအားလုံး AOB YouTube Channel နေပြီးတော့ကျွန်တော်ပြန်လည်ကြိုဆိုလိုက်ပါတယ်အဲဒီညကတော့ကျွန်တော်စနေညပေါ့နော်နှုံးဆန်တိုင်းစနေညဆိုတော့ဒီအတိုင်းပဲလီငါလီနော်ပွဲကြီးပွဲကောင်းနေဆုံဆုံလင်းလင်းနဲ့လီငါလီပြန်ဆုံပြီးတော့ဒီပွဲတွေနော်ဆုံဆုံလင်းလင်းရှိတဲ့ညပါအဲကျွန်တော်တို့ဒီ Europa League နှစ်ရက်မှာလဲကျွန်တော်ညီကိုတွေအကုန်လုံးကိုကျွန်တော် all win နှစ်ရက်ဆက်တိုက် all win နဲ့တူတူအကျိုးပြုနိုင်ရပါတယ်ဒီညမှာလဲစနေညမှာကျွန်တော်ညီကိုတွေကိုထပ်မံပြီးတော့အကျိုးပြုနိုင်မှုကျွန်တော် petition လုပ်ပေးသွားမယ်နှစ်ပွဲရှိပါတယ်အဲ့တော့ပထမဆုံးတစ်ပွဲအနေနဲ့ကတော့ကျွန်တော်ဒီ German Bundesliga ရဲ့ည၈နာရီမှာရှင်မြန်ကစားသွားကြမယ်ကျွန်တော် mains နဲ့ domon ရဲ့ပွဲလေးကိုကျွန်တော်ပထမဆုံးအနေနဲ့ prediction လုပ်ပေးတော့ပါမယ်။ဒီပွဲမှာ domon နဲ့ domon ကနေပြီးတော့ main ball ကို body size level 80ရှုံးဂုံပေါင်းစေး3လုံးတည်ရဆိုပြီးတော့ဖွင့်မိထားတယ်။ Okay ကျွန်တော်ဒီ current form ညီသွားလိုက်အောင် main ကအရင်ပွဲကမှဒီ osback ကိုနိုင်ပြီးတော့ border league မှာနိုင်ပွဲပြင်ရတာပါ။အဲ mains ကအရင်ရလက်တွေကောင်းတယ်လို့တော့ပြောလို့မရပါဘူး။အရင်ပွဲမှာ away ပွဲမှာသူတို့ osback ကို1-4နဲ့နိုင်တယ်။ဒီတိုက်စစ်ပိုင်းကတော့ ဒီတပွဲတပွဲပြင်းပြ expected goal နေရာမှာဒီ1ကြော်အောင်သူတို့ရှိရဲတိုက်စစ်ပိုင်းလေးမစိုးဘူးလို့သူတို့ပြောလို့ရတယ်ဒါပေမဲ့ခန်းစစ်ကတော့ဒီ goal တွေစက်တိုက်လှူပေးနေအောင်ကျွန်တော်မြင်ရတယ်နောက်ပြီး Dortmund Dortmund ကဒီယာဒီမှာဒီသူတို့ရဲ့အကောင်းဆုံးပုံစံယာဒီအစအကောင်းဆုံးပုံစံဒီယာဒီမှာပြန်ရနေလို့ကျွန်တော်ပြောအောင်ဘိုင်ယန်နောက်ကနေပြီးတော့သူ အစင်းနှစ်ဆိုတဲ့နေရာမှာအနီးကဖိအားပေးပြီးတော့သူတို့လိုက်နေတယ်ဒီပိုနယ်လီကာဒီပိုနယ်လီကာမှာတပွဲပဲတည်ရကြပြီးတော့ဂျန်နေပွဲအားလုံးနိုင်ထားတယ်ဒီချမ်ပီယံလီမှာဆိုရင်လည်းဂျူဘင်ကိုအဝေးဝင်းမှာ4-4ဆိုတဲ့တည်ရရလည်းသူတို့ကြေးအောင်ခဲ့တာကိုတွေ့ရတယ်အဲ့တော့ဟုတ်ပြီဒီဖွင့်မိထားတဲ့ body size level 80ရှုံးကျွန်တော်တို့တစ်ချက်သွားကြည့်လိုက်အောင်ပြင်းလားပြော့လားဘလိုချိန်နေရှိလဲဒီယာဒီမာမိတ်စ်ကောဒေါမွန်ကောကဒီဝူဖတ်နဲ့နှစ်သင်းလုံးတွေ့ပြီးသွားကြပါပြီဒီမိတ်ဆိုရင်ဝူဖတ်အိမ်ကွင်းမှာ ူဘက်ကနေပြီးတော့ level 100ရှုံးဆိုပြီးတော့သူဖွင့်ခံလိုက်ရတယ်ဒီတော့မို့ဆိုရင်လည်းသူ့အိမ်ခွဲမှာဝူဘက်ကို 1D ဆိုပြီးတော့ဖွင့်မိရတယ်အဲ့တော့ဒီပြောရရင်တော့မုံနဲ့မိန်နဲ့ချာမှာဘော်ဒီဈေးတန်းကဝုဘက်ကိုဖွင့်မိထားရင်ဘော်ဒီဈေးတန်းကိုကြည့်လိုက်ရင်တော့မုံနဲ့မိန်နဲ့ချာမှာပြားတရာกว่าပါတယ်ဒီဝုဘက်နဲ့ဒီမိန်နဲ့ချာထဲမှာကျတော့ပြား90กว่าပါတယ်ဘော်ဒီဈေးတန်းကအဲ့တော့ဒီဘွဲမှာတော့မုံကနေပြီးတော့အဝေးဘွဲမှာဒီမိတ်ကိုဖွင့်မိရမယ်ဈေးတန်းက ဈေးရန်အမှန်ဆိုရင် 1+80 1+90 ဈေးရန်မှာဒီကြေးဟာဒီ level 80ရှုံးဆိုရဲကြေးဟာတော့မောကနေပြီးတော့ဥပတ်အင်ကွင်းမှာတွားရောက်ပြီးတော့ဖွင့်မရမဲ့ဈေးရန်ဖြစ်နေပါတယ်ဒီဥပတ်ထက်ဈေးရန်နှိမ့်နဲ့မိန့်ကိုအဲဒီဥပတ်ဈေးရန်ပေးထားတယ်ဆိုတော့ဒီတော့မောအနေနဲ့ဒီပွဲမှာဒီဈေးရန်ကကျွန်တော်ကတော့ဒီဥပတ် အေးအများဆုံးမျောမှန်းလို့ရရလို့ကျွန်တော်ကမြင်တယ်ဒီခြေတန်းကဒီပြား90နီးပါးလောက်သူပျော့နေအောင်ကျွန်တော်မြင်ရပါတယ်ဒီဈေးတန်းတွေကိုဥပ္ပတ်နဲ့တစ်ချက်ရှင်ရှင်ပြီးတော့ချိန်ကြီးတဲ့အခါမှာဒီဈေးတန်းကဒီ body ဈေးတန်းက level 90ဒီပြား90လောက်တော့ပျော့နေလို့ကျွန်တော်ကမြင်တယ်ဒါကကျွန်တော်အမြင်တည်တဲ့ねဒီ bogey ဖွင့်မိထားတဲ့ဈေးတန်းကိုကျွန်တော်တစ်ချက်ရှင်ပြီးတော့ကျွန်တော်ချိန်ပြခြင်းဖြစ်ပါတယ်ကိုပေါင်းဈေးမှာဒီနှစ်သင်းလုံးကကျွန်တော်အနေနဲ့တစ်ခုဒီထူးခြားတာလေးကျွန်တော်တစ်ခုပြောပြမယ်ဗျဒီ maze ကဒုံမုံကဒီယာဒီမှာ နောက်ဆုံး6ပွဲမှာသူတို့ following နေတဲ့အရာလေးတစ်ခုရှိပါတယ်အဲ့ဒါဘာလဲဆိုတော့ go out ဝင်နေ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 တပွဲ go out ဝင်နေတပွဲ go out ဝင်နေဒါဆိုရင် calendar ကြအရာဒါ calendar ကြအရာဒီ theoretically theoretically သုံးသပ်တဲ့အရာပေါ့နော်ဒီပွဲက go out ကိုပေါ်မယ်ပွဲပါဒီ make a sick က goal တွေစတိုက်ပေးနေရတယ်။ဒေါမိုတိုက်စစ်ကလည်းဒီ Guiasi အဒါယမီတို့နဲ့အတူတူဒီရာဒီမှာထက်မြက်နေတာဟို ကြည့်ချင်းအဖြစ်တော့ကျဒီဘွဲမှာအ ਨੇ ဆုံးကျသုံးလုံးတော့ရောက်သွားမယ်လို့ကျွန်တော်ကမြင်တယ်။ဒါပေမဲ့ကျွန်တော်ကမိညာလည်းအိမ်ဘွဲမှာအစိတ်ရှိတယ်။မိတိုက်စစ်ကလည်းအစိတ်ရှိတယ်ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ကဒီဘွဲမှာကျွန်တော်ညီကိုတွေကိုမိတ်ဘော်ရီမိတ်ဂိုးဘော်လေးကိုဒါတွဲပြီးတော့စတူကစားမယ်ဆိုရင်တော့အရှုံးမရှိနိုင်ဘူး။တေချာဖို့လုံခြုံမယ်လို့ကျွန်တော်ကတော့ကျွန်တော်ညီကိုတွေကိုညှိုးပေးချင်ပါတယ်။အဲ့တော့ကျွန်တော်ဒီဘွဲမှာကျွန်တော်မိတ်ဘော်ရီကြိုက်ပါတယ်။မိတ်ဂိုးဘော်ကြိုက်ပါတယ်။ဘော်ရီဈေးတန်း150လောက်ကျွန်တော် ကွာနေတဲ့အရာရယ်နောက်ပြီးတော့ကလန်နာချအရာဒီဘွဲကဂိုးတွေပေါ်ပေါ်မှာဖြစ်ပါတယ်အဲနောက်ပြီးတော့ဒီခန်စစ်ခန်စစ်တရားလဲကိုစီကိုစီပေးကိုတွေရှိနေရဲ့တဲ့အဲမိတ်အင်ခွင်းဆိုရင်လဲမိတ်တိုက်စစ်ကတော်တော်လေးကိုထက်မြက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ကဒီဘွဲမှာကျွန်တော်ပထမဆုံးချက်နေနဲ့ကျွန်တော်မိတ်ပုံတွေကြိုက်ပါတယ်ဒုတိယချက်နေနဲ့တော့မိတ်ဂိုးပေါ်ကြိုက်ပါတယ်ကျွန်တော်ကဒီဘွဲမှာ first priority second priority ကိုကျွန်တော်ထားနေတော့ဘူးကျွန်တော်ကတော့ဒီဘွဲမှာဒီမိတ်ပုံတွေရဲ့ဂိုးပေါ်ရဲ့ကျွန်တော်စတူလေးအတူတူကစားဖို့ကြောင့်ညီကိုတွေကိုအကြံပေးခြင်းနဲ့ ဟုတ်ပြီအဲ့တော့ကျွန်တော်တို့နောက်တစ်ပွဲအနေကိုသွားလိုက်အောင်ဒီနောက်တစ်ပွဲအနေနဲ့ကတော့ကျွန်တော်ည၈နာရီခွဲမှာရှင်းပြန်ကစားတော့ကြမယ်အင်္ဂလန်ပရီးမီးယားလီဂ်ရဲ့က Manchester City နဲ့ ဘန်လီရဲ့ပွဲစဉ်လေးကိုကျွန်တော်ညီကိုထပ်မံပြီးတော့ကျွန်တော် prediction ထပ်လုပ်ပေးပါမယ်။ဒီပွဲမှာ CD ကနေပြီးတော့ဘန်လီဘောကို body စီ 2+15 ဂိုးပေါင်းစီ3-30ဆိုပြီးတော့ခုလောလောဆယ်ဈေးရန်ဖြစ်နေပါတယ်။အဲ့တော့ကျွန်တော်ပထမဆုံးအနေနဲ့ဘန်လီကိုကျွန်တော်ရင်ပြောပါမယ်။ဘန်လီဒီယာဒီမှာဒီပွဲချက်တွေယာဒီအစမှာပွဲချက်တွေကစားခဲ့ရတယ်။နီပြစကော့ဘာကအနေနဲ့ဒီတူတင်းကိုဒီအတင်းကြီးနဲ့ရင်ဆိုင်ရာတိုင်းမှာလဲသူ low blow နဲ့ဒီအတင်းကြီးတိုင်းလိုလိုကိုနော်ဒုက္ခပေးနိုင်တာတင်းကြီးရဲ့နိုင်နေဆိုပေမဲ့ချင်းမြောင်းနဲ့ရလက်တီနဲ့ပဲသူတို့နိုင်သွားကြတာများတယ်ဒီ low ုလုံးနဲ့တော်တော်လေးကိုတစ်ဖက်တိုက်စစ်ကိုဒုက္ခပေးနိုင်ခဲ့တာကိုတွေ့ရတယ်များသောအားဖြင့်အိမ်ခွေးမှာဘန်လီဟာတော်တော်လေးကိုလူလော့ကစားတဲ့အခါမှာတော်တော်လေးကိုမမထန်ထန်ရှိတဲ့ခန်းစစ်ကိုကျွန်တော်တွေ့ရပါတယ်ဒီနောက်ပြီးတော့သူတို့အနေနဲ့ဒီ အင်းကြီး3သင်းနဲ့ဒါနဲ့ဆိုရင်3သင်းအသင်းကြီး2သင်းနဲ့တွေ့ဆုံခဲ့တဲ့အချိန်မှာဒီ Man United ကိုချင်းမြောင်းနဲ့ရလဒ်ဒီ3-2ဆိုရလဒ်နဲ့ရှုံးတယ်ဒီ Liverpool ကိုအိမ်ခွင်းမှာဒီနောက်ဆုံးမိနစ်မှာပေးလိုက်ရတဲ့ penalty goal ကြောင့်မလို့ဒါသူတို့1-0နဲ့ရှုံးပြီးတော့ခြေအပြစ်အောင်ခဲ့တာပါဒါတော့ဒီပွဲမှာလည်း Burnley က City ကိုဒီသူပုံမှန် Scott Parker ကစားနေကြအတိုင်းပဲဒီ ်ရာသီစပွဲချက်တွေကစားရတာလဲပါတယ်ဒီဘန်လီရဲ့ဒီပုံမှန်ဒီ tradition နဲ့ကစားဟန်ဖြစ်တဲ့ low block နဲ့ပဲ CD ကိုလာရောက်ပြီးတော့ရင်ဆိုင်မယ်လို့ကျွန်တော်ကထင်တယ်ဒီတေချာပေါ်လဲသူတို့ရင်ဆိုင်မှာပါဒီ CD အိမ်ခွင်းမှာတော့ဒီဘယ်သူမှတော့မယူရဲဆန်ပြီးတော့ဒီချိန်မှာတော့ဘန်လီနီးပြနေနေကတော့ဖွင့်တိုက်မှာမဟုတ်ဘူးအဲ့တော့ဒီဘက်မှာလဲသူတို့ low block နဲ့ခန်းစစ်ကိုချစ်ချစ်လေးလေး အဲ့ကစားဖို့အတွက်သူတို့လာတယ်လို့ကျွန်တော်ကမြင်တယ်။နောက်ပြီးတော့မန်စီးတီးကိုပြောပါမယ်။စီးတီးပြန်လာပြီလို့ပြောလို့ရပြီလားဆိုပေမဲ့ဒီစကားကနည်းနည်းစောနေပါသေးတယ်။ဘာချက်ကြောင့်လဲဆိုရင်တော့ကျွန်တော် injury ပဲ။ injury တော်တော်ထိနေရပါဒီပွဲဟာလန်းတော်မှာဒီ အာလင်ဟာလန်နောက်မှာဒီပါမပါမတေချာနိုင်ဘူးဒါပေမဲ့ကျွန်တော်အထင်ရဆိုရင်တော့ခွာယူလာဒီဘွဲဟာလန်ကိုတုံးလို့မယ်လို့ကျွန်တော်ထင်ပါတယ်ဒီ press မှာလည်းသူတို့ဟာလန်ပြန်ပါလာနိုင်ပြီလို့သူတို့ပြောသွားတာကျွန်တော်တွေ့တယ်အဲ့တော့ဒီဘွဲမှာဟာလန်တော့တိုက်စစ်မှာပြန်ပါလာနိုင်တယ်ဒါပေမဲ့ City ရဲ့အရန်ကလည်းဒဏ်ရာရမှာလည်းဒီ injury တွေတော်တော်များနေပါတယ် Ryan Charkey, Omama Mush, Ryan Ainuri, ဒီ Matteo Kovacic, Cusano အစားတဲ့ player တွေအတွက်ဒဏ်ရာတော်တော်များနေပါတယ် City ကဒီဘွဲပြီးရင် မွန်နာကိုကိုချန်ပီယံလိမှာအဝေးဝင်းမှာတွားပြီးတော့ရင်ဆိုင်ကစားရမှာပါဒီရာဒီမှာပက်ကွာလီကိုပက်ကွာလီကိုလာပေါ်ကိုကျွန်တော်ဒီရှုမြင်တဲ့အရာတစ်ခုရှိတယ်ပတ်ဟာသူ့ရဲ့လက်ဆွဲတော်စာအုပ်ကြီးကိုလွှတ်ချခဲ့ပြီလားဆိုတဲ့အရာပါဒီနောက်ပိုင်းမှာပတ်ဟာဒီကစားပွဲတစ်ပွဲကိုဂိမ်းဂိမ်းပွဲတစ်ပွဲကိုနိုင်ဖို့ဆိုရင်သူ့အနေနဲ့ဝမ်းစည်းဆိုရယ်ပဲ reason နဲ့ပဲနိုင်နိုင်ဒီကျင်းမြောင်းနဲ့ရလက်တီနေပဲနိုင်နိုင်အနံရလက်ကိုပဲအတိအထင်းပြီးတော့ကစားသွားဖို့သူဆုံးဖြတ်လိုက်ပုံပဲဗျဒီသူတပြေးပြေးနဲ့ adaptability ဘက်ကို ချိန်ကလာတယ်လို့ကျွန်တော်ကမြင်တယ်နောက်ပြီးတော့ CD မှာဒီဟာဒီမှာပြောင်းလဲလာတဲ့ကစားဟန်က direct attack ဒီ transition တွေ direct attack တွေကနေပြီးတော့တဖြည်းဖြည်းနဲ့ဒီ highline ရဲ့ hold up blade တို့ကရဲ့အတိုးအလုပ်အယုံတွေကနေပြီးတော့ဒီ transition တွေ direct attack တွေအရင်လိုမျိုး position base ကိုအရင်ကြီးမသွားတော့ဘဲနဲ့ဒီ transition direct attack ကိုပြောင်းလာတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ကတော့ဒီဘက်မှာ CD နေနဲ့နောက်ဘက်မှာဒီ champion league မိုနာကိုကိုဝေးကွင်းကိုကစားရမှာလည်းဖြစ်တယ်ဒီ injury play player list လည်းတော်တော်လေးကိုများနေတာကိုတွေ့ရတယ်အဲဒါကြောင့်မလို့ city နဲ့ဒီပွဲမှာကျွန်တော်နိုင်မယ် city မနိုင်ဘူးလို့ကျွန်တော်မပြောဘူး city နိုင်မယ်ဒီအများဆုံး2စီးအများဆုံး3စီးထားလိုက်အောင်ဒီလောက်ထိပဲကျွန်တော်သွားမယ်လို့ကျွန်တော်ကမြင်နေ low blow နဲ့ပိတ်ပြီးတော့ကစားလာမယ် score burger ကဒီအတင်းကြီး3တင်းနဲ့တွေ့ဆုံပြီးတဲ့အခါမှာနှစ်တင်းကိုသူတို့ကြေးအောင်နေထားအောင်ဒီသွဲကိုတော့သူတို့ ကိုရလောက်မှာကျွန်တော်ကတော့မမြင်ဘူးလို့ကျွန်တော်ကမြင်နေနောက်ပြီးတော့ဒီမနက်ဆိုမနက်တုန်းကမင်းညရောင်းရရဲ့မနက်တုန်းကဆိုရင်ကိုပေါင်းစေးကဒီ3 man 60 3 man 65ဈေးတန်းမှာရှိနေခဲ့ပေမဲ့အခုချိန်မှာကိုပေါင်းစေး3 man 30ဆိုတော့ဒါ CD တသိန်းလေးရပဲ900သွားမယ်900သွားရဲဆိုရင်တော့မှ CD က 2C 3C နိုင်ပြီဆိုရင်တော့ဒီရလက်ကိုထိန်းပြီးတော့ဒီနောက်ဘွဲရဲ့အတွက်ဒီလူချန်ကစားပြီးတော့သူတို့အနေနဲ့ဒီအနိုင်ရလက်လေးကိုထိန်းပြီးတော့ ဆော့သွားမယ်လို့ကျွန်တော်ကဆော့သွားမယ်ပွဲလို့ကျွန်တော်ကမြင်တယ်ပြီးတော့ injury player တွေလည်းတော်တော်များနေရယ်ကွာယိုလာဒီချက်ကိုတော့တေချာပေါက်စဉ်းစားမှာပါဒီတို့အနေနဲ့ရောဒီဟာဒီမှာ၃ရက်တပွဲလုံးကန်နေရတာပါ player တော်တော်များများပွဲပန်းပါတယ်နောက်နောက်ပွဲလဲဒီ Champions League ကန်အောင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ကွာယိုလာရဲ့ပြောင်းလဲလာတဲ့ဒီမျိုးစနစ်တွေ ီပြောင်းလဲလာတဲ့အတွေးခေါ်တွေကြားထဲမှာအနိုင်ရလက်တစ်ခုရပြီဆိုရင်ပဲသူတို့အနေနဲ့ဒီရလက်ကိုပဲတေချာပေါက်ထိမ့်ပြီးတော့ကစားသွားမယ်လို့ကျွန်တော်ကမြင်နေဒီဂိုးပေါင်းစည်းတဲ့အရာလဲစီတီတင်းလဲရပဲဒီဂိုးရသွားမယ်လို့ကျွန်တော်ကမြင်နေအားကြောင့်မလို့ကျွန်တော်ကဒီဘက်မှာ first priority အနေနဲ့ကျွန်တော် Man City ဂိုးအောက်လေးကိုကျွန်တော်ညီကိုညှိုးပေးချင်ပါတယ်ကျွန်တော်နောက်ပြီးတော့ Man City body လေးကိုလည်းကျွန်တော်ညီကိုအတွက်ပါပါကြိုက်ပါတယ်အဲဘန်နေတဲ့တွေ့တိုင်းမှာ City ကဂိုးပြက်ဂိုးပြက်ဂိုးပြက်တွေချိနိုင်ခဲ့တာဖြစ်ပေမဲ့လို့လက်ရှိအခြေအနေနေ လက်ရှိအရှိတရားကိုဂွာရီယိုလာလက်ခံမယ်ဆိုရင်ဒီအနိုင်ရလက်တစ်ခုရပြီဆိုရင်ပဲသူ့အတွက်လုံလောက်တဲ့အရာလို့ကျွန်တော်ကမြင်ပါတယ်ဒါကလက်ရှိအရှိတရားတွေကိုကျွန်တော်သုံးသပ်ပြီးတော့ကျွန်တော်ညီကိုလေးကိုကျွန်တော်ဒါပြောပြတာပါအဲ့တော့ကျွန်တော်ဒီဘွဲမှာ CD Go အောင်လေးကိုကျွန်တော်ပထမဦးဆုံးအဦးစားပေးရွေးချယ်မှုနဲ့ကျွန်တော်ညီကိုလေးကိုကျွန်တော်ညွှန်ပေးချင်ပါတယ်အဲ့တော့ဒီညကစနေညဖြစ်တာနဲ့အညီပွဲစဉ်ပွဲကောင်းနေလေအများကြီးအများကြီးအများကြီးရှိပါသေးတယ်။အ ဲ့တော့ကျွန်တော်အနေနဲ့လည်းဒီကျွန်တော်ကြိုက်တဲ့ပွဲလေးတွေကျွန်တော်ကြိုက်တဲ့အနီးကစပော့လေးတွေကျွန်တော်ဂျေးတွေကိုကြည့်ပြီးမှတဖြည်းဖြည်းနဲ့ဒီပွဲဟာဒီကျွန်တော်အကြိုက်ဖြစ်လာတယ်ကျွန်တော်အကြိုက်ကျွန်တော် follow တွေကိုဝင်လာတယ်ဆိုတဲ့ပွဲလေးတွေ့လို့အခါကျရင်ကျွန်တော် YouTube မှာဒီလိုမျိုးချက်ချင်းကောက်ပြီးတော့မတင်နိုင်ပါဘူးဒါကြောင့်မလို့ကျွန်တော် Telegram channel မှာပဲအနီးကလေးတွေအကြိုက်လေးတွေဒီညအတွက်ကျွန်တော်အကြိုက်ဆုံးလေးတွေဆိုပြီးတော့ကျွန်တော် Telegram မှာ channel မှာ Telegram channel မှာကျွန်တော်ပုံမှန်တင်ပြပါတယ်။ဒါကြောင့်မို့လို့ကျွန်တော် Telegram channel မှာနောက်ထပ်အကြိုက်အကြိုက်သောပွဲလေးတွေကိုကျွန်တော်ညီကိုတွေအတွက်ထပ်မံတင်ဆက်မှာမို့လို့ကျွန်တော်ရဲ့ Telegram channel လေးကို join ထားကြပါအောင်။ကျွန်တော် Telegram channel ကိုဒီ YouTube video ရဲ့ comment section မှာကျွန်တော်ပင်အနေနဲ့ကျွန်တော်ထားပေးရပါမယ်။အဲကျွန်တော်ညီကိုတွေအားလုံးအဆုံးထိကြည့်ရှုပေးခဲ့ချလို့ကျွန်တော်ကျေးဇူးထူးပဲတင်ရှိပါရယ်။ကျွန်တော်ကဒစ်စာမဟုတ်ပါဘူး။ကျွန်တော်မမ်းမမဟုတ်ပါဘူး။ကျွန်တော်ပွဲမြောင်းပါဘူးခင်ဗျာ။အဲ့တော့ပွဲကြီးပွဲကောင်းတွေဆုံဆုံလင်းလင်းရှိရဲ့စနေညမှာနော်ညီကိုတွေအားလုံးပဲ ဘယ်ပွဲပဲကစားကစားနော်လောင်းလိုက်ပေါင်းပြီးတော့တာယာပျော်ရှင်တဲ့ညာချမ်းလေးကိုကျွန်ညီကိုတွေအားလုံးပိုင်ဆိုင်နိုင်ကြပါစေ။